အားလုံးမင်္ဂလာပါရှင်။ကျွန်တော်ဆွေးနွေးပေးနေတဲ့စိတ်ဖြစည်းမှုကိုစီမံခန့်ခွဲတဲ့နီလန်းတွေပေါ့နော်။အဲ့မှာဆိုရင်ကျွန်တော်ဟိုတက်တက်လက်လက်တက်တက်တာတာအဲတီတီထွင်တွင်ပေါ်ပေါ်ရွေရွေထိပ်ပြီးသွားပြီ။ယနေ့မှဆက်လက်ပြီးတော့ဟိုကျွန်တော်နောက်ဆုံးမိတ်တစ်ခုဖြစ်တဲ့ mindset ပေါ့နော်။အဲဒီ mindset မိမိရဲ့ mindset တွေပေါ့နော်။ဒီစိတ်နေသဘောထားတွေကိုဘယ်လိုဘယ်လိုဘလို့သဘောထားနေနေကြမလို့ပေါ့ เอ่อ coping strategy that shift your mindset once ပေါ့เนาะအဲ့ဒီမှာဆိုရင်အပြုသဘောဆောင်တဲ့အရာများကိုစဉ်းစားပါတဲ့အဲ့ဒါရေးကြည့်တယ်ကျွန်တော်တို့ရဲ့စိတ်တွေမှာเนาะကျွန်တော်တို့ရဲ့အတွေးတွေထဲမှာအပြုသဘောဆောင်တဲ့အတွေးတွေ ပြုသဘောဆောင်တဲ့အကြောင်းအရာတွေကိုများများစဉ်းစားပေးရကောင်းပါရဲ့အဲမိမိရဲ့စွမ်းဆောင်ရည်တွေကိုဖွံ့ဖြိုးစေတယ်ဟိုကျမတို့ရှေ့မှာကျမဆွေးနွေးတဲ့အထက်မှာပါတယ်၁၀ရာခိုင်နှုန်းနဲ့၉၀ရာခိုင်နှုန်းတကယ်မိမိစိတ်ထဲမှာထင်နေတာအကြောင်းအရာတွေဖြစ်သွားလိမ့်မယ်လို့ထင်တာ၁၀ရာခိုင်နှုန်းပဲဖြစ်တယ်မိမိရဲ့အတွေးက၉၀ရာခိုင်နှုန်းဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့အတွေးတွေကိုပြုသဘောဆောင်တဲ့အတွေး၉၀ရာခိုင်နှုန်းများများတွေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်တဲ့ ခြေနေတွေကိုရရှိလာစေမယ်။ဒါကြောင့်ပြုသဘောဆောင်တဲ့အရာတွေကိုမြန်မြန်စဉ်းစားပေးမယ်။ကျေးဇူးတင်ရမယ့်အရာတခုကိုအာယုံဆိုင်ပါတဲ့။တခုအကြောင်းအရာပေါ့နော်။တခုအကြောင်းမိမိကတပားသူပေါ့ကိုကျေးဇူးတင်တဲ့အကြောင်းအရာတွေရှိနိုင်တယ်။ရှိလဲရှိနေတာပါ။အဲ့လိုမျိုးရှိနေပြီဆိုရင်ကျေးဇူးတင်ရမယ့်အကြောင်းအရာတခုပေါ်မှာအာယုံထားလိုက်မယ်ပေါ့နော်။ဒါကျွန်တော်တို့ရဲ့ mindset ကိုဒါစိတ်နေသဘောထားကိုပြုပြင်ခြင်းလည်းဖြစ်တယ်။မျက်စိကိုမှိတ်ပြီးရောတဲ့မျှော်လင့်ထားတဲ့အရာတွေကိုစဉ်းစားပါတဲ့။ကျွန်တော် ဘာတွေကိုမျောလင့်ထားတာဘောပေါ့အဲမျောလင့်ထားတာတွေကိုမျိုးလုံးလေးမိတ်ပြီးတော့စဉ်းစားလိုက်မယ်ဒါမျောလင့်ထားတာရဲ့မိလို့ဖြစ်ချင်တဲ့အကြောင်းအရာတွေအမျက်မိတ်ပြီးစဉ်းစားလိုက်တာချင်းဟာလေကိုယ့်ရဲ့စိတ်ခံစားချက်ကိုကောင်းမွန်လာတယ်လို့အဲရလာတဲ့အကျိုးတွေကလည်းအများကြီးကောင်းလာကောင်းလာမှာဖြစ်ပါတယ်ရှင်ပြီးတော့လှပတဲ့ပုံရိပ်တွေကိုကြည်ပါတဲ့အဲ့ဒါလည်းကောင်းတယ်ကျမတို့ဒီဟာပေါ့နော်လှပတဲ့ပုံရိပ်တွေကိုပဲကြည်ဖို့ကောင်းကြည်ဖို့လိုအပ်တယ်အဲပျော်ရွှင်စရာမှတ်မိစရာတွေကိုများများစဉ်းစားပေးပါတဲ့ကျမတို့ရဲ့စိတ်နေသဘောထားတွေကောင်းလာဖို့ ို့အတွက်ပေါ့နော်လာပါတဲ့ပုံရိပ်တွေကိုပဲကြည့်မယ်ပြောရှင်းစရာမှတ်မိစရာတွေကိုပဲစဉ်းစားကြမယ်ပြစ်စုံပံအခြေအနေကို လေးထားဂရုစိုက်မယ်ဒါကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့လည်းကျွန်တော်တို့အင်မတန်ကိုကိုက်ညီတယ်ပေါ့နော်အဲအတိတ်ကိုလည်းအဲအတိတ်ကိုလည်းဆွေးမနေနဲ့အနာဂတ်ကိုလည်းမမြင်ရသေးတာတွေကိုလည်းရှောက်ပြီးတော့တွေးမနေနဲ့ တကယ်ပြစ္ဆုတ်ပံအခြေအနေတဲ့တဲ့ကိုပဲရှုပါပေါ့နော်အင်မတန်ကောင်းတဲ့အခြေအနေတွေပါပြစ္ဆုတ်ပံအခြေအနေကိုလေးထားကယူစိုက်မယ်ပေါ့နော်ရေမောစရာတွေကိုစဉ်းစားမယ်ပြုံးပျော်စရာရေမောစရာတွေကိုများများစဉ်းစားမယ်ရခင်နှစ်ကမိမိနှစ်သက်တဲ့လက်မှုလုပ်ငန်းတွေအဲရှိမယ်အိမ်စာလုပ်ခဲ့တာပဲဖြစ်ဖြစ်တော့ ရပိုကတ်တွေပဲဖြစ်ဖြစ်ပေါ့နော်ရုပ်ပုံတွေကိုကြည့်ပြီးပြန်ကြည့်ဖို့အချိန်ဖန်တီးပေးမယ်ကျွန်တော်တို့ဟိုရင်ကဟိုအတူတကွအပေါင်းအသင်းမိတ်ဆွေတွေနဲ့တငယ်ချင်းတွေနဲ့ခရီးတွေသွားခဲ့ကြတယ်အဲတခုခုကိုလုံဆောင်ခဲ့ကြတယ်ဓာတ်ပုံမှန်တန်းတွေရှိရလေဒါတွေကိုပြန်ကြည့်ချင်းပေါ့နော်အဲဒါမျိုးတွေဟာလည်းကမိမိအတွက်တကယ်ကိုပဲကုတ်ပင်းဆွဲမိမိရဲ့စိတ်နေသဘောထားကိုကောင်းမွန်လာစေတာဖြစ်ပါတယ်နောက်တခါအိမ်ထဲမှာပဲနေရတာတဲ့အိမ်မှာပဲအဲဒါလည်းတွင်းတွေးဖို့လိုရပေါ့နော် အချိန်နေတခုရအိမ်ထဲမှာပဲနေရတာများလာတာရှိမယ်။အဲတချိန်နေတခုရအိမ်မှာမနေရဘဲနဲ့အပြင်မှာကြီးသွားနေရတာမျိုးတွေရှိမယ်။ဘယ်လိုအချိန်နေမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်။အိမ်ထဲမှာနေနေရလို့ရှိရင်လေအိမ်ထဲမှာကြမ်းကြမ်းမာမာလုံလုံချုံချုံနဲ့နေရတာငါတိတ်ကံကောင်းတာပဲပေါ့။အဲလိုမဟုတ်ဘူးအိမ်ကိုမကက်ရဘူး။အပြင်ကိုပဲသွားပြီးတော့လုပ်တွေလုပ်နေရတဲ့သူဆိုလို့ရှိရင်လေဟဲခုလိုမျိုးကြမ်းကြမ်းမာမာနဲ့လုံနိုင်တဲ့အရွယ်မှာအဲလုပ်တွေကိုများများလုပ်ထားတာဟာငါတော်တော်ကံကောင်းတဲ့သူပဲတော်တော်တော်တဲ့သူ ပဲဗောရဒါမျိုးလေးနေနေဗောနော်ကိုယ့်ရဲ့စိတ်နေသဘောထားတွေဟာအတွေးခေါ်တွေဟာအဲမှန်ရောဗောနော်မိမိကိုကို ပို့ပြီးတော့ကောင်းမွန်တဲ့ခြေနေဖြစ်အောင်တွေးတော်တတ်ဖို့လည်းလိုပါတယ်နောက်တစ်ခုမိမိကိုထိန်းချုပ်အဲမိမိကိုချုပ်ကင်နိုင်တဲ့အရာတွေပေါ်မှာလေးထားပါတဲ့မိမိချုပ်ကင်နိုင်တဲ့အရာတွေပေါ်မှာလေးထားပါဆိုတာမိမိဆောင်ရွက်နိုင်တဲ့အရာတွေပေါ်မှာအလေးထားပါအဲ့ဒီဆောင်ရွက်နိုင်တဲ့အရာတွေပေါ်မှာအလေးထားပြီးတော့အဲ ဆောင်ရွက်ကြမယ်အဲ့လိုမျိုးမိမိဆောင်ရွက်နိုင်တဲ့အရာတွေကိုလေးထားပြီးဆောင်ရွက်ခြင်းရလဲပုံမကောင်းမွန်စေတာဖြစ်ပါတယ်နောက်ပြီးတော့အဝေးကြီးထဲမှာညစ်တဝက်လောက်ပဲရှိတယ်ပြည့်မလားအဲမှာကျမ်းမာပျော်ရွှင်နေပေါ့နော်ပြန်မာပျော်ရွှင်နေအဲကျမ်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန်နောက်တစ်ခုစည်ရင်တစ်ခုခုပေါ့နော်မိမိကျင်းကျမ်းမာမာနဲ့နေထိုင်လုတ်ကင်နိုင်လို့တဲ့အကြောင်းအရာတွေကိုဖြည့်ရှည်ခြင်းမို့လိုအပ်တယ် အဲနောက်တစ်ခုကမိမိချုပ်ခိုင်နိုင်တဲ့အရာတွေပေါ်မှာအလေးထားမယ်။ကျမ်းမာပျော်ရွှင်စွာနေနိုင်နိုင်ဖို့အတွက်စည်ရင်တစ်ခုဖန်တီးပေးထားမယ်ပေါ့နော်။ဟော plan feeling နေပေါ့နော်။ဒါတွေကအရေးကြီးတယ်။အဲမိမိအတွက်ပေါ့နော်။မိမိဆောင်ရွက်နိုင်တဲ့အပေါ်မှာအလေးထားပြီးလှုပ်ဆောင်ခြင်းရလည်းပဲမိမိရဲ့ coping strategy တွေအတွက်ပုံမှန်ကောင်းမွန်စေတာလည်းဖြစ်ပါရဲ့ရှင်။ဒါကြောင့်တူတူတယောက်ချင်းစည်းတွေရဲ့စိတ်နေသဘောထားတွေကလည်းအရေးကြီးတာဖြစ်ပါရဲ့ရှင်။ နောက်ပြီးတော့ကျမတို့ဒီမှာဆိုရင် coping skill တွေကလေးတွေအတွက်ပေါ့နော်။အဲတက်တက်သားသားလေးဒါ relaxing ဖြစ်အောင်ထိုင်းနေ နေလိုက်ခြင်းနေပေါ့နော်။အဲမျိုးမျိုးပေါ့နော်။ရုပ်ပုံလေးတွေနဲ့ပြောပြခြင်းနေအဲတခုခုလေ့ကျင့်ငန်းတွေလှုပ်ဆောင်ခြင်းနေပကြီးတွေဆွဲခြင်းနေပေါ့နော်။အဲဒါမျိုးလေးတွေဟာလည်းပဲကလေးတွေပျော်ရွှင်စေတဲ့လုပ်ငန်းစေးတွေအဲသူတို့မှာဖြစ်ပေါ်လာတဲ့အခြေအနေလေးတွေကိုဒါတွေ့မြင်ရစေရလည်းဖြစ်တယ်။သိရှိရစေရလည်းဖြစ်တယ်။ဒီလိုနီးလန်းလေးတွေနဲ့ပေါ့နော်။ကလေးတွေကို ကုတ်ပီးစကဲတွေဖွင့်ပြအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ကားမွန်တဲ့ကုတ်ပီးစကဲတွေကိုတဲ့ကိုယ်တိုင်လေ့ကျင့်မှာတဲ့ကားမွန်တဲ့ကုတ်ပီးစကဲတွေကိုကိုယ်တိုင်လေ့ကျင့်မှာအားလုံးတည်ငြိမ်နေတဲ့အချိန်မှာ coping strategy အသစ်တွေကိုတင်ကြပါတဲ့အဲပေါ့နော်အဲလုံးအဲ့ဒါလည်းရည်ကြီးတယ်အားလုံးတည်ငြိမ်နေသွားပြီဆိုတော့မှအသစ်ကို တင်ကြတာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရရှိစေတယ်။ဒါကြောင့်ကောင်းမွန်တဲ့ coping skill တွေကိုကိုယ်တိုင်လေ့ကျင့်ပေးမယ်။နောက်တစ်ခါတည်ငြိမ်နေတဲ့အချိန်မှာလည်း coping strategy အသစ်တွေကိုဖန်တီးတင်ကြားပေးမယ်။ coping skill တွေအမျိုးမျိုးကိုသုံးရမယ်။ဒီမှာ coping skill ကိုတစ်မျိုးတည်းနဲ့သုံးနေလို့ရှိရင်ရိုးသွားမယ်ပေါ့။အဲ relax ဖြစ်မှုအားနည်းသွားမယ်။ဒါကြောင့် coping skill တွေအမျိုးမျိုးကိုသုံးပေးရမှာလည်းဖြစ်တယ်။နေ့စဉ်လုပ်ရမယ့်လုပ်ငန်းတွေမှာလည်း coping skill တွေကိုလေ့ကျင့်ပေးရမယ်။ နေ့စဉ်လုပ်ရမယ့်လုပ်ငန်းတွေမှာ copy skill တွေကိုလေ့ကျင့်ပေးရမယ်။ copy skill တွေကိုပျော်ရွှင်ရင်ပွဲရာဖြစ်စေရမယ်တဲ့။ဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုပြီးတဲ့ copy skill တွေဟာပျော်ရွှင်ပွဲရာဖြစ်တဲ့ကလေးလှူဆောင်လို့တဲ့အဲလေ့ကျင့်လေးတွေစောင့်ရမှုလေးတွေကိုလှူဆောင်ပေးကြရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့် copy skill တွေထဲမှာဆို copy skill တွေအမျိုးမျိုးရှိတယ်။ အဲ့မျိုးမျိုးရှိတဲ့အထဲမှာကောင်းမွန်တဲ့ copy skill တွေကိုကိုယ်တိုင်လေ့ကျင့်ပေးမယ်။တည်ငြိမ်နေတဲ့အခါမှာ skill အသစ်တွေကိုစဉ်းစားမယ်။နောက်တစ်ခါအမျိုးမျိုးကိုလည်း coping skill မျိုးမျိုးကိုလည်းသုံးမယ်။ဘောနော်နေ့စဉ်လုပ်ရမယ့်လုပ်ငန်းတွေမှာကိုလည်းပဲနော်ဒီ coping skill တွေနဲ့လေ့ကျင့်ပေးမယ်။ပျော်ရွှင်ဖွယ်ရာဖြစ်တဲ့ coping skill တွေကိုလည်းအသုံးပြုရမယ်တဲ့။ဒါလေးကတော့ရေးကြည့်တယ်။ coping skill are concrete စောစောတင်မယ်။ မှန်မှန်လေးကြည့်မယ် resilient ကိုတည်ဆောက်မယ်အောင်မြင်မှုကိုရရှိခံစားပါစေကဲအဲ့တော့ကျမတို့ရဲ့ကလေးတွေကိုစောစောတင်မှန်မှန်လေးကြည့်ပေးမယ် resilient တွေကိုတည်ဆောက်ပေးမယ်အောင်မြင်မှုတွေကိုရရှိခံစားချအောင်ဆောင်ရွက်ပေးကြရအောင်ဆောင်ရွက်ပေးကြပါစို့လားရှင် စစောတင်ပေးမယ်မှန်မှန်လေ့ကျင့်ပေးမယ်ဘရဇီးလျန်ကိုတိဆောက်ပေးမယ်အောင်မြင်မှုတွေရရှိခံစားစေရမှာလည်းဖြစ်ပါလေရှင်ဒါဆိုရင်ဒီလိုမျိုးအခြေအနေတွေဖြစ်လာအောင် အောင်မြင်မှုတွေကိုရရှိခံစားစေအောင်အတုံးပြုလေးရှိတဲ့စိတ်ဖိစီးမှုတွေကိုစီမံခံကွဲမှုဟာနှီးပြွာတွေဆိုတာတဲ့ active တွေပဲဖြစ်ပါတယ်တဲ့ active ဖြစ်သွားစေတယ်ကျမတို့ပေါ့နော်ခန်းဒီလိုမျိုး active ဖြစ်သွားစေမဲ့နီးပြူဟာမျိုးတွေဖြစ်ရမယ် မိမိတို့အသုံးပြုလေးရှိတဲ့စိတ်ပီစီမှုကိုစီမံခန့်ခွဲတဲ့နီးပြူဝါတွေဆိုတာအတစ်တွေပဲဖြစ်ပါတယ်တဲ့အတစ်ဖြစ်စေတဲ့တွက်လက်စေတဲ့ပေါ့နော်ကလေးတွေရဲ့ဘဝတခြားမှာစိန်ခေါ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းမှုသူတို့တိထားတက်ထားရမယ်ဘဝတက်တာကျဉ်ညစရာစွမ်းရည်တွေလည်းဖြစ်ပါတယ်တဲ့ဒါကြောင့်ဘဝတခြားမှာပေါ့နော်ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်မှုအတွက်ကျွန်တော်တို့ဒီက စိတ်ပစ္စည်းမှုကိုစီမံခန့်ခွဲတဲ့ပေါ့နော်ခုနကျွန်တော်ဆွေးနွေးသွားတဲ့ attitude relaxing နေ creative day social day mind mindset တွေပေါ့နော်ဒါမျိုးတွေကအရေးကြီးတယ်ဒါတွေကသူတို့တည်ထားတက်ထားရမယ်ဘဝမှာလိုအပ်တဲ့ကျင့်ကြင်စရာစွမ်းရည်တွေဖြစ်တယ်ဒီမှာလိုတဲ့ကုန်ပြီးဆွဲတဲ့ကြည်တွေကကလေးတွေအတွက်အများကြီးရှိတယ်ဒီထဲမှာဟိုပဲပေါ့နော်ဒီ mindfulness ဖြစ်စေမဲ့အပြူမူလေးတွေနောက်တစ်ခါ ဒီပေါ့နော်လေ့ကျင့်ငန်းလှုပ်ထားရေးကျိုးခုံခြင်းနေပေါ့အဲလိုပဲရေမောခြင်းနေ feeling ပေါ့တကယ်ကိုခံစားချက်ကောင်းတာတွေစာအုပ်တွေဖတ်တယ်နောက်တစ်ခါ color တွေနဲ့ drawing တွေလုပ်ကြတယ်နောက်တစ်ခါအစီအစဉ်တွေရေးဆွဲတယ်နောက်တစ်ခါကိုယ့်ရဲ့ခံစားချက်တွေကိုတခြားတယောက်ကိုပြောပြတယ်ပေါ့စသည်ဖြင့်စသည်ဖြင့်ပေါ့အများကြီးအများကြီးပေါ့နော်အများကြီးပါတခြင်းနေနားထောင်နေဒါမျိုးတွေကိုလှုပ်ဆောင်စေခြင်းဟာလည်းပဲကျမတို့ရဲ့ကလေးတွေကိုဒီကပေါ့နော်ဒီစိတ်ဖြစ်စည်းမှုကို စီမံခန့်ခွဲတဲ့ အလေးကျင့်လေးတွေလည်းဖြစ်တယ်။ဒါကြောင့်ဒီအလေးကျင့်လေးတွေဟာအသုံးပြုတဲ့အလေးကျင့်လေးတွေဟာလည်းစိတ်ပီစီးမှုကိုစီမံခံခွဲတဲ့ဤပြူဟာဆိုတာအတစ်တွေပဲဖြစ်ဖို့လိုအပ်တယ်။ကလေးတွေရဲ့ဘဝတလျှောက်မှာကျွန်တော်တို့စိန်ခေါ်မှုတွေကိုကိုင်းတွယ်ရင်ဆိုင်ဖြည့်ရှင်းနိုင်မှုအတွက်သူတို့သိထားရမယ်တက်ထားရမယ်ဘဝတက်တော်ချမ်းမြင်စရာစွမ်းရည်တွေပဲဖြစ်ပါတယ်ရှင်။အဲ့တော့ဒီနေ့မှဆိုရင်ကျွန်မဆွေးနွေးပေးသွားတဲ့ပေါ့နော်။ဒီစိတ်ပီစီးမှု စီမံခံခွဲဖို့ စမ်းရည်တွေပေါ့နော်စမ်းရည်တွေအဲတက်ဟိုသူကစမ်းရည်တွေရှိရဲအဲ့စမ်းရည်တွေမှာဆိုရင်၅ခုပေါ့နော်၅ခုကြအောင်ကျွန်မဆွေးနွေးလို့ပြီးသွားပြီအဲသူက active ဖြစ်ရမယ် relaxing ဖြစ်ရမယ် creative ဖြစ်ရမယ် social နဲ့နောက်တစ်ခါ mindset ပေါ့နော်အဲပြောပြောရှင်းရှင်းတက်တက်တာတာတီတီထွင်းထွင်းပေါ်ပေါ်ရွေရွေစိတ်နေသဘောထားတွေကို ဒါတကယ်ကိုပေါ့နော် စိတ်ဖိစီးမှုတွေကိုတကယ်စီမံခန့်ခွဲတဲ့နေရာမှာအရေးပါတဲ့စွန့်ရည်တွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်